သတင်းလေးကလေးမျက်နှာမှာ AAPDF တွေရောက်နေပြီနော်ရောက်နေပြီးတော့ရွာတွေထဲကိုဝင်နေပြီပေါ့အဓိကကတော့ရွာရဲ့ကျွန်တော်တို့ရခိုင်ရိုးမနဲ့ရခိုင်ရိုးမအစင်းကနော်ရခိုင်ရိုးမနဲ့တတော်နီးရနေရာတွေမှာ PDF တွေ AA တွေဝင်နေတယ်ဝင်ပြီးတော့ရွာတွေအထိတနက်ထမ်းပြီးတော့သွားနေလာနေကြတာကိုတွေ့ရတယ်အဲနောက်တစ်ခုက ုပ်ချုပ်ရေးမှုတွေရပကောင်းလဲစိန်ကောင်းတွေကအစစိန်ခေါ်ခံရပြီเนาะပြဿနာရှာခံရပြီလို့ကြားသိရတယ်အဲ့တော့ဒေတာခံတွေကတော့ပြေးနေရပြီပေါ့နော်စိုးရိမ်တဲ့သူတွေကလည်းပြေးနေကြပြီအဲ့တော့မြေပြင်အခြေအနေမှန်ကိုအထက်ကို လုံးဝမတင်ပြဘူးဆိုတော့အဲပြောဆိုမှုတွေကလည်းရှိလာပြီအဲ့ဒီတော့ကြောင့်မလို့ဒီ ARV time ၄မျက်နှာကိုဒီဒီ၄မျက်နှာကိုကျွန်တော်တို့ PPCC ကင်တွေဖို့ဆောင်ရွက်ဖို့လိုနေပါပြီ အဲနောက်တစ်ခုအဲ့ဒီပတ်ဝန်းကျင်အဲ့ဒီပတ်ဝန်းကျင်မှာကျွန်တော်နောက်တစ်ခုကြားသိရတာဘာလဲဆိုတော့လေ PVCC မကင်တွေ့ရတဲ့အကြောင်းရင်းကလေတဲ့ခုဆိုရှင်စာစစ်ဌာနအဲ့မှာ၃ခုလောက်ရှိတာဟုတ်အဲ့ဒီမှာစာမေးပွဲစစ်နေတဲ့အတွက်ကြောင့်မို့လို့စာမေးပွဲဖြေနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အလန့်တရားဖြစ်မှာဆိုလို့မလောက်တာလို့လည်းပြောတတ်ကြပါမယ်လေသို့ပါဆိုလဲအဲလေးမျက်နာပြည်သူတွေကတော့စိတ်မချမ်းမသာဖြစ်နေရပြီနော်အဲစေသူကြသဘုံနေအေအေအုပ်စုတွေအခုဆိုလို့ရှိရင်ဝင်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အထက်ရာရှိလူကြီးမင်းများအနေနဲ့ TBCC ကင်တွယ်ဖို့လိုအပ်နေပြီဆိုတော့ပြောပြချင်ပါတယ်ခင်ဗျမင်္ဂလာပါမင်္ဂလာပါနော်အဲ့ဒါကအဲနံပါတ်၁ချက်ပေါ့လေနော်အဲနံပါတ်၂ချက်အနေနဲ့ကအာစာကောင်းဆောင်အထာဥလာပေါ့အဖမ်းခံရပါတယ်အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒေသခံမွတ်စလင်တွေပေါ့နော်ဒေသခံမွတ်စလင်တွေအတွက်တိုက်ပွဲဝင်နေလို့ပြောရမှာပေါ့ဗျာနော်အဲသူတို့ကသူတို့ရဲ့ဒီ သူတို့ပြောဆိုချက်ပေါ့ပြောဆိုချက်ဆိုအာဇာဟာဒေသခံမွတ်စလင်တွေပေါ့အဲသူတို့အခေါ်တော့ရိုဟင်ဂျာပေါ့ကျွန်တော်တို့ကတော့ဒေသခံမွတ်စလင်တွေဖြစ်ခေါ်တာပေါ့နော်အဲဒေသခံမွတ်စလင်တွေရဲ့အခွင့်အရေးအတွက်ရက်တီတိုက်ပွဲဝင်ပြီးနေတော့အာဇာခေါင်းဆောင်ပေါ့နော်ဖမ်းခံလိုက်ရပါပြီအိန္ဒိယနေဆက်လို့ပြောပါတယ်အာဘင်္ဂလားဒေ့ရှ်အိန္ဒိယနေဆက်နာမှာဖမ်းခံလိုက်ရတယ်အဲ့တော့ဂျာတီးယားတလောက်ဆိုလို့ရှိရင်တော့အထာဦးလာဆိုရင်တဲ့နော်ဟိုဘင်္ဂလားဒေ့ရှ်တဲမှာနေတာ ကြာပြီပေါ့နော်တနှစ်ကြာကြာလောက်ရှိပြီတနှစ်ခွဲလောက်ရှိပြီလို့ပြောလို့ရတယ်အဲ့တော့အာထာဥလာကအိန္ဒိယနေဇက်ကိုသွားမယ်အိန္ဒိယနေဇက်ကနေမှတဆင့်ပါကစ္စတန်နိုင်ငံကိုအဲထွက်ပြေးဖို့ကြိုးစားရတယ်ပေါ့ကြိုးစားတဲ့အချိန်မှာပဲအချိန်ဒီမှာပဲဖမ်းခံလိုက်ရတယ်ပေါ့အဲ့တော့သူ့ကိုဖမ်းတဲ့အချိန်ခါမှာရရှိတဲ့ရွှေငွေအာရွှေနဲ့ငွေတွေနော်အကုန်လုံးကျွန်တော်တို့ဒါအတီးပြုတ်လို့ တည်ပြရမှာဆိုတဲ့အချိန်ပေါ့နော်ဟိုရရှိတဲ့ဖန်းခံရတာဥမာဖြစ်မှန်တကယ်ဖန်းလိုက်တာကရွှေကီလိုဝေါင်းများစွာပါလို့ကြားသိရတယ်တူပါတော့လည်းပဲတင်ပြတာကတော့အနည်းချင်းပဲတင်ပြတယ်လို့ကြားသိရအောင်ငွေသားအစားပေါ့နော်ဘင်္ဂလားဒေ့ရှ်ဒါကလည်းအများကြီးဘင်္ဂလားဒေ့ရှ်ငွေကြေးလည်းအများကြီးသူ့မှာပါတယ်တူပါတော့လည်းပဲဒီအာနာပိုင်းနေနဲ့သူတို့ဘလို့အချိန်ဆက်ရှိလဲမသိဘူးအရှိသလားမတင်ပြဘူးလို့တော့ကြားသိရတယ်အဲသူအနေနဲ့ဒီအိန္ဒိယနေဆက်ကတစ်စင်ပါကစ္စတန်ကိုထွက်ပြေးဖို့ စ조사နေတယ်လို့ယူဆရတယ်ပေါ့ဗျာနော်အဲ့တော့အဲဒီအချင်းအောင်ကြည့်ချင်းအဖြစ် AA ကို AA နဲ့ဒီ Bangladesh အစိုးရနဲ့ဒါပူးပေါင်းပြီးတော့ဆောင်ရွက်လိုက်တယ်လို့တော့ပြောလို့ရပါတယ်အဲ့တော့ AA စေတွေးကြအဖွဲ့ကိုအာစာကတိုက်မယ်ဒီဥပုလအတိုင်းဥပုလနောက်ပိုင်းမှာတိုက်မယ်လို့တော့သတင်းတွေရရှိထားတယ်ပေါ့ဗျာနော်အဲ့တော့အဲအေအေနဲ့အခုဆိုရှင်တော့မတိုက်ဖြစ်တော့ဘူးပေါ့ပြောမှဆိုရှင်ဒီမွတ်စလင်လက်နက်ကိုင်း စလနနကိုင်တိုက်ပွဲဝင်မှုကအခုဆိုလို့ရှိရင်တော့တခန်းရက်သွားပြီလို့ပြောလို့ရပါတယ်။ဘယ်ချိန်ပဲလို့ပြပေါ်လာမလို့မသိဘူး။လက်ရှိအချိန်မှာဥဆောင်မှုဥဆောင်သူအာစာအနေနဲ့ကအာစာကောင်းဆောင်နဲ့အဖမ်းခံရပြီဆိုတဲ့အတွက်ကြောင့်မို့လို့နော်။အဲတခန်းရက်သွားပြီလို့ပြောလို့ရတယ်။အဲ့တော့အေအေရဲ့အခုဖြစ်တည်မှုတွေကိုအဲဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒါတိုင်းတာတစ်ခုထိလက်ခံလာပုံရတယ်ပေါ့နော်။နောက်တစ်ခုကဘင်္ဂလားဒေ့ရှ်ကလည်းအေအေနဲ့ပေါ့ပူးပေါင်းကျင်ပုံရတယ်။ဒါကလည်းဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီပေါ့ သုံးသပ်လို့ရတယ်ယူဆလို့ရနေပြီပေါ့နော်အဲနောက်တစ်ခုကလည်းဒီကုလသမဂ္ဂအတွင်းရေးမှူးကူတာရက်စ်ကိုယ်တိုင်ကလည်းဒီအေအေနဲ့စကားပြောဖို့အထီးတွေနော်ဟိုစကားပြောဖို့ပူးပေါင်းဆောင်ရွက်ဖို့တွေဒါတိုက်တွန်းခဲ့တာတွေရှိတယ်အဲဒီအတွက်ကြောင့်မို့လို့ဒီမွတ်စလင်တွေပေါ့မွတ်စလင်ဒီအာစာကောင်းဆောင်ဟာဆိုလို့ရှိရင်တော့ဖမ်းထားလိုက်ရပြီလို့ပြောလို့ရပါတယ်နော်အဲ့တော့အဲမွတ်စလင်တွေအနေနဲ့ကအဲတိုက်ပွဲဝင်မှုသူတို့ရဲ့ဒီအဲသူတို့ရဲ့ဒီ group home လဲ တိုက်ပွဲဝင်မှုအစီအစဉ်တွေအားလုံးဟာတခန်းရက်သွားပြီလို့ပြောလို့ရတယ်။သို့ပါတော့လည်းပဲအခြေစောင့်ကြည့်ရမှာပေါ့နော်။အဲမှာ AR လည်းရှိသေးတာကို AR ရှိတယ်။ ISO ရှိတယ်။နောက်တစ်ခု ANDF ရှိတယ်နော်။အဲ့တော့ကျန်တဲ့အဖွဲ့တွေအနေနဲ့လည်းဘယ်လိုဆက်သွားကြမလဲ။ဒါမှမဟုတ်လို့ရှိရင်အားလုံးဒီလက်နက်ကင်စန့်ကျင်စန့်ကျင်မှုကိုနော်လက်နက်ကင်စန့်ကျင်တိုက်ပွဲဝင်မှုကိုတခန်းရက်သွားမလားဆိုတော့စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်။အဲ့တော့ဒီအာစာကောင်လည်းကျွန်တော်တို့ဆက်လက်သုံးသပ်ကြည့်ရတော့အာစာဟာ အေးအေးကိုယ်တိုင်မွေးထားတဲ့ပုံစံမျိုးအထိကိုကျွန်တော်ကြားသိနေရပါတယ်နော်အဲ့တော့ဒါကအဲရခိုင်ပြည်နယ်ခြေနေပေါ့ရခိုင်ပြည်နယ်ခြေနေနောက်တစ်ခုထပ်ပြောရမှာဆိုလို့ရှိရင်အဲပင်လယ်ပြင်မှာရခိုင်ပြည်နယ်အလုံးပေါ့အဲ့တော့ကွန်မန်မြမပြင်လယ်ပင်လယ်ပြင်မှာတက်မတော်ရဲ့စစ်သင်္ဘောတွေရှိပါတယ်အဲ့စစ်သင်္ဘောတွေစီကိုအေးအေးကသွားဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးသွားလို့ရှိရင်လမ်းမှာငါးတွတ်တာနဲ့နေမှာတစားတည်းကြံမှာမဟုတ်ပါဘူးနော်အဲ့တော့ ပင်လယ်ပြင်ကိုတက်မလို့သည်ကြီးဆိုးထားပါလေ။တော့ပါတော့လည်းပဲ AA ကနေပြီးတော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ပင်လယ်ပြင်ကိုငါးဖမ်းလေတွေသွားတဲ့အခါမှာ AA ကအခွန်ကောက်ပါလေ။အခွန်ကောက်တဲ့လေတွေဟာငါးဖမ်းလေတွေဆိုလို့ရှိရင်ကြောက်ပန်းတူးကနေပြီးတော့ပင်လယ်ပြင်ကိုထွက်ပါလေ။အဲ့တော့ပင်လယ်ပြင်ကိုထွက်တော့ညာလည်းပဲတက်မတော်ကတက်မတော်စစ်ရေရင်များကဘာမှမလုပ်ဘူးပေါ့နော်။အဲ့တော့တနည်းအားဖြင့် တက်မတော်ကိုတိုင်းပင်ဒီပင်လင်းနော်အေအေနဲ့ပူပေါင်းမှုများရှိနေပြီလားဆိုတော့စောင့်ကြည့်ရမယ့်ပုံစံမျိုးဖြစ်လာတယ်အဲ့တော့စောင့်ရမှုတွေမရှိဘူးကွနော်အဲ့တော့အေအေနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဒီ NASA ကဥက္ကဋ္ဌကြီးကပဲတက်မတော်အားလုံးကိုမိကွန်းထုတ်ရမယ့်ပုံစံမျိုးတွေအများကြီးရှိနေပြီတတော်ကိုညတာလွန်ပါတယ်ကျန်တဲ့ထားပါတော့ကျွန်တော်ဗမော်ပြတ်ပါကျွေးတာတကယ်တကယ်တကယ်စပက်ရှယ်ကျွေးတာပါနော် နနကြီးနဲ့စော်တာလင်းရင်နဲ့စော်တာပိုးစုပ်ပတ်စပ်စော်တာပါအဲ့တော့နောင်ချိုတီအန်တန်ရဲ့ပတ်သက်ရင်ကျွေးတာအမှန်ကန်ပါပဲအမှန်ကန်ချပါနော်ကြားပြီနဲ့တကယ်တိုက်ပါလားအဲ့တော့အေအေနဲ့ပတ်သက်လာလို့ရှိရင်တော့ဘေးရမှမထီရောက်သလိုဘာမှမလုပ်ခေါင်းလားထိထိရောက်ရောက်ဆောင်ရွက်မှုတွေမတွေ့ရပါဘူးအဲ့တော့အားကြောင့်မအေးနဲ့ပတ်သက်လာရင်မယိုးသားဘူးမယိုးသားဘူးဆိုတာအလကားပြောနေတာမဟုတ်ဘူးပေါ့နော်အဲ့နောက်တစ်ခုကအဲ့မှာ အဲဘယ်လိုခေါ်မလဲစစ်စခန်းတွေပေါ့အေးအေးစစ်စခန်းတွေကအခုချိန်အထိတတ်တာရရအေးအေးချမ်းချမ်းပဲရှိနေတယ်။နေရာတည်တော်ညာလည်းပဲဘာမှဆောင်ရွက်ခြင်းမရှိပါဘူး။နော်အထက်ကိုလည်းသတင်းတွေရောက်တယ်ပါဆိုဘာမှဆောင်ရွက်ခြင်းမရှိတဲ့ပုံစံမျိုးတွေအထိတွေ့နေရတယ်။အဲ့တော့အေးနဲ့ပတ်သက်လာလို့ရှိရင်တော့ခင်ဗျားတို့ဒီဦးမင်းအွန်လိုင်းကိုတိုင်ကိုကပေးမယ်ဟေ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပေးလိုက်ပါနော်မပေးဘူးဟေ့ဆိုလို့ရှိရင်တော့လည်းတိုက်ပါလို့ပဲပြောချင်တယ်ပေါ့ဗျာနော်။အေးအေးနဲ့ အောင်မရေးထားရှိပါတယ်အေအေနဲ့ပူပေါင်းမလားအေပေါ့အေအေနဲ့ပူပေါင်းသွားလို့ရှိရင်တော့လဲအဲကျွန်တော်တို့ပြောလို့တော့မရဘူးပေါ့အဲ့တော့အေအေနဲ့ပူပေါင်းမယ်ဟေးဆိုလို့ရှိရင်တက်မလို့သားတွေအယူမလုပ်ပါနဲ့လို့ပြောချင်တယ်ပေါ့နော်ကျွန်တော်တို့ကြောက်တော်မှာအဲတည်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့ဒီစစ်တီတွေရဲ့တစ္ဆောင်ဟိုစောင့်တီးဖို့ဟာဒါရေးကြည့်တယ်နော်ရခိုင်ပြည်နယ်တွေမှာအသက်ဆွန်သွားသောစစ်တီတွေရဲ့တစ္ဆာကိုစောင့်တီးဖို့အရင်အောင်ရေးကြည့်တယ်အဲ့တော့ဒီတစ္ဆာလောက်မှမစောင့်တီးနိုင်တော့တစ္ဆာမရှိတဲ့ အုပ်စုတွေဖြစ်သွားမယ်เนาะအဲ့တော့အားကြောင့်မို့လဲခင်ဗျားတို့တစ္ဆာမရှိလို့လည်းမအောင်မြင်အောင်လို့ပြောရမှာပါဗျာเนาะအဲ့ဒါကြောင့်မို့လို့ရခိုင်ပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်တော်တော်လေးကိုတော်တော်လေးကိုကျွန်တော်တို့သိနေပါတယ်ဘယ်နေရာဘယ်နေရာမှာเนาะအေးစခန်းနေရှိတယ်ဆိုတာလည်းအထက်ကလည်းသိတယ်သိရတာနဲ့လည်းဘာမှမဆောင်ရဘူးဆောင်ရမဲ့သူတော့မှမောင်းထုတ်တဲ့ပုံစံမျိုးတွေတိရှိတယ်เนาะတကယ်တိုက်မဲ့သူတွေဆိုလို့ရှိရင်ရခိုင်ပြည်ကလည်းမောင်းထုတ်တယ်ပေါင်းစား ခွာစားမဲ့သူတွေအားလုံးဆိုရှင်တော့ရခိုင်ပြည်မှာထားရဲဆိုတဲ့ပုံစံမျိုးတွေအထိဒါဟိုဘယ်လိုခေါ်မလဲတန်နေရဖြစ်ဖွယ်တွေရှိလာပြီပေါ့နော်အဲ့တော့ဒါကလက်ရှိအေအေနဲ့ပတ်သက်ပြီးနောက်ထပ်ပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်အဲ့တော့မောင်းတော်ပေါ့ဘူးတိတော်မောင်းတော်ဆိုတာတကယ်ကိုလူဦးရေထူထပ်တဲ့နေရာဖြစ်တယ်အဲ့ဒီနေရာဟာနော်ရခိုင်ဒီပြည်နယ်လုံးမှာစုလို့မရတဲ့အင်အားမျိုးကိုဘူးတိတော်မှာစုလို့ရတယ်ဘူးတိတော်နဲ့မောင်းတော်မှာစုလို့ရတယ်ရခိုင်ဒီပြည်လုံးလိုက်စုလို့သူတို့အင်အားပြည့်မရအောင် ဲ့တော့ဘူးတိတော်မောင်တို့မှာအတင်းကျပ်ဖန်းစည်းုံနဲ့နေမယ်အင်အားတွေအများကြီးရတယ်အဲ့ဒီမှာဘူးဆိုရင်ဘယ်ညာဘယ်ညာတွေအောင်လုပ်နေကြပါပြီနော်စစ်စခန်းတွေလည်းအများကြီးရှိပါတယ်အဲ့ဒီစစ်စခန်းတွေမှာပဲရှိနေတယ်အဲ့တော့အဲ့ဒါတွေကိုလည်းဆောင်ရွက်ခြင်းမရှိဘူးတိုက်တဲ့ခြေပါလဲဖျဲသေးတဲ့တအားများတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ခင်ဗျားတို့ဟိုဦးမေအွန်လိုင်းနေနဲ့ဒီရခိုင်ပြည်နယ်ကိုပေးမှလာပေးရင်ပေးလိုက်ပါအဲဒါမှမဟုတ်ရှိနေမပေးဘူးနော်မပေးဘူးဆိုလို့ရှိရင်တော့ချာစစ်မြေပြင်များမှာ ြက်ပြက်သားသားဆောင်ရွက်တယ်လို့ရခိုင်ပြည်နယ်ကိုလည်းပြက်ပြက်သားသားဆောင်ရွက်တင်တယ်အဲ့တော့စစ်တီတွေကိုအယူမလုပ်ပါနဲ့လို့ပဲပြောချင်တယ်နော်အဲ့ဒါဒါအရှိတရားအတိုင်းကျွန်တော်တို့ကပြောရမှာဖြစ်တယ်အော်ဒီနေ့ပြောတဲ့အထက်မှာလေးမျက်နာမှာလေးမျက်နာ ARV အတိုင်းလေးမျက်နာပေါ့နော်အရန်ကိုအရေးကြီးနေပြီဆိုတာကိုကျွန်တော်ပြောပြခဲ့ပြီးပြီအဲ့တော့အာစာကောင်းဆောင်ဖန်ခံခဲ့ရတယ်နော်အားလည်းအမှန်ကန်ပဲဖြစ်တယ်အဲ့တော့အာစာကောင်းဆောင်ဖန်ခံအတွက်ကြောင့်မို့လို့လက်နက်ကင်ပုံကံမှုနော်လက်နက်ကင်တိုက်ပွဲဝင်မှုကမွတ်စလင်တွေတခန်းရက်သွားပြီးတော့ပြောပြောရင်မမအောင်ပေါ့ဗျာနော် အဲကြောက်ပန်းသူကလည်းပေးလဲပြီးငါးဖန်းထွက်နေတဲ့ဒီငါးဖန်းလေတွေကိုဖန်းစီခြင်းမရှိဘဲနဲ့အေအေကအခွန်ကောက်တယ်ဂျန်တဲ့ဟိုလောလောနဲ့ကြားလဲအဲဒါကလည်းဟိုဘလော့ကောမစီပြောစရာတွေဖြစ်လာပြီမနေ့ကတော့ညောင်ကျိုးချင်နေမှာတော့မနေ့ကအထိအဲဘလော့ကောမစီလို့ရှိရင်အလောင်းလက်နဲ့တွေရပါတယ်ညောင်ကျိုးကတော့လုံးဝအချင်းတွေကောင်းပါတယ်နော်ဘာမှအပူစရာမရှိသေးပါဘူးနော် တော့နေစမ်းမောင်မင်္ဂလာပါကောမောင်နဲ့မင်္ဂလာပါနော်ဟွန်းချစ်တယ်လို့ကျေးဇူးတင်ပါတယ်ခလုတ်ချက်နေစောသူတို့အေးနဲ့ပတ်သက်လာလို့ရှိရင်ခလုတ်လည်းမရှိပါဘူးကျန်တဲ့နေရာတွေမှာပြပြသားဆောင်ရွက်သူတို့ဆောင်ရွက်ခြင်းလည်းမရှိပါဘူးနော်အိုဘလိုခေါ်မလဲဆိုလို့ရှိရင်တခြားလုံး A နဲ့ပတ်သက်လာလို့ရှိရင်အတွင်း C ကိုကတော်တော်လေးကိုဒါတော်တော်လေးပေါ့နော်ကျွန်တော်ကြည့်တာကြည့်တော့ဆိုလို့ရှိရင် AA ကလည်းဒါ case set သူအချိန်မောင်းများစွာပေါ့သူတို့ကြိုးစားထားပုံရပါလဲเนาะရင်ထဲကလည်းတေချာအောင်စီစဉ်ထားတဲ့ပုံစံမျိုးပါအထဲမှာအထဲမှာသူလူကိုပသားဖြစ်နိုင်တယ်ငွေကြီးနဲ့ငွေကြီးနဲ့တိမ့်တင်းခံရတဲ့သူဖြစ်နိုင်တယ်အများကြီးပါအဲ့တော့အဲ့တော့ကျွန်တော်တို့ကတော့ AA ကိုကျွန်တော်တို့ရဲ့ဒီ blog comment ဆိုတက်မလို့ရရန်သူဖြစ်နေသဘောထားတယ်စစ်သွေးကြွမှန်တယ်မြောက်ကျွန်တော်ရဲ့တက်မလို့ရရန်သူဖြစ်သဘောထားတယ်ရန်သူရဲ့ရန်သူကမိတ်ဆွေဖြစ်တယ်အခုအာစာအနေနဲ့ဒါရန်သူရဲ့ရန်သူမှန်တယ်မြောက်ကိုကျွန်တော်တို့က အာစာနေနဲ့ဖန်ခံရတယ်နော်ဟိုအာစာကောင်းဆောင်ဖန်ခံရတယ်ဆိုတာနဲ့ပတ်သက်လာလို့ရှိရင်တော့အဲကျွန်တော်တို့ရဲ့ရန်သူကိုနော်အတိုက်ခိုင်းမဲ့အဖွဲတစ်ဖွဲညော့သွားတယ်လို့ပြောရမှာပေါ့ဗျာနော်အဲဒါပေမဲ့ဒီအာစာနဲ့အေးနဲ့ပတ်သက်လာလို့ရှိရင်အရာရာမယိုးသားတော့တွေ့ရတယ်သွားတွေ့ရတယ်နော်။ဘာကြောင့်လဲဆိုရှင်အာစာခေါင်းဆောင်ကြည့်လိုက်ပါအောင်နော်။သူပုံစံကြည့်ရတာတော့ဟိုပြောရမှာဆို overweight တော့ဖြစ်နေပါမယ်။အဲ့တော့ဒီပုံစံဇာနဲ့တော့စစ်တိုက်လို့ရမှာမဟုတ်ဘူးလေနော်။အဲ့တော့ ကြည့်ရတာတကယ်ရောစစ်တိုက်ခဲ့ရလားတော့မှစဉ်းစားစရာရှိတယ်နော်အဲ့တော့ဟောကိုမောင်နဲ့ချစ်တယ်မင်္ဂလာပါနော်ရေခဲဆိုပြီးပြောနေနေ14မြို့ပေးလိုက်ရပြီးပြီလေတဲ့อืมအဲ့တော့14မြို့ပေးလိုက်ရတာလည်းအမှန်ပါလားအဲ့တော့ဒီ14မြို့လည်းပြန်ယူဖို့လားဒါမှမဟုတ်လို့ရှိရင်လည်းတပုံကိုမွေးမလားဦးမင်းအွန်လိုင်းအနေနဲ့အခုကျွန်တော်တို့နောက်ထပ်ပေါ့နော်ဟို ခံမှန်းသုံးသပ်လို့ရတာကတော့ဥမင်း online တိတ်မကြခင်သူ့ရဲ့ကာကြုတ်ရာထူးကိုသူစွန့်လာမလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ပေါ့။ဘာကြောင့်အဲ့ဒါမှလည်းသူကတမရဖြစ်မှာ哦။အဲ့တော့နောက်ထပ်တမရတယောက်ဖြစ်လာဖို့အတွက်ကသူဒီရာထူးစွန့်ပါလိမ့်မယ်။အဲ့တော့သူကာကြုတ်ကနေပြီးတော့နားမဲ့အစီအစဉ်ရှိသလိုသူ့နောက်မှာလည်းနောက်ထပ်ဦးစိုးဝင်းတော်လကောင်းနောက်ထပ်ဒီညိကော့ပေါ့ညိကော့ တော်လကောင်းပေါ့အဲ့နှစ်ယောက်ထဲကတယောက်ရောက်တော့ကာကွယ်ဦးစီးချုပ်ဖြစ်လာမယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့လာမယ့်နှစ်မှာရွေးကောက်ပွဲကကျင်းပမယ်ရွေးကောက်ပွဲမှာသူ့အနေနဲ့သူတမရဖြစ်ဖို့ကြိုးစားမှာပဲဖြစ်တယ်အဲ့တော့ပုံမလင်းပြောရရင်သူတမရတက်လို့မယ်ဟိဆိုလို့ရှိရင်တော့အဲဒါကအာကျွန်တော်တို့သူဟိုအားလုံးဆွဆွဲခဲ့သလိုသူတမရယူလို့မြန်မာနိုင်ငံဒီလိုဖြစ်ရပါလဲဆိုတော့ဆွဆွဲချက်ကြီးကတော့ သူကိုယ်တိုင်တက်တည်ပြလိုက်သလိုဖြစ်သွားမှာလဲရှိလေတော့ပါတော့လည်းပဲအဲသူအနေနဲ့တမရတော့တက်လုံမယ်လို့တော့သုံးသက်လို့ရတယ်နော်သူကတမရအရင်ဖြစ်ချင်တဲ့ပုံရိပ်ရောင်နဲ့ကျွန်တော်တွေ့နေရတယ်ဟိုနေရာမှာပွဲတွေတက်ပြတယ်နော်ဟိုနေရာလဲပါသူနေရာလဲပါအဓိကတော့မဲမဲဆွဲနေရတော့ပြောလို့ရတယ်နော်အဲ့တော့သူဒီတိတ်မကြခင်မှာနာမည်နှစ်မှာသူဒီတမရတက်ပြီးတော့ဖြစ်သွားမှာဖြစ်တယ်ဗောနော်အဲ့တော့သူတမရဖြစ်လာလို့ရှိရင်တော့ဘာတွေဆက်ဖြစ်လာအောင်မလဲအဲဒါကလည်း စောင့်ကြည့်ရမယ့်အတိုင်းအတာဖြစ်တယ်အဲ့တော့သူသမရဖြစ်မှာလဲဟိုဘယ်လိုခေါ်မလဲသူသမရတက်လို့သွားခါကြတော့ရှင်အတနည်းအားဖြင့်မဖြစ်သင့်ဘူးပေါ့ဗျာနော်မလုံသင့်ဘူးနိုင်ငံကိုဒီလိုမျိုးကြိုးကြောင်ကမောက်ကမတွေအထိဖြစ်သွားတယ်နော်စီမံဆောင်ရွက်မှုတွေလည်းညံဖျင်းခဲ့တယ်အဲ့လိုလူမျိုးကနောက်ထပ်သမရတက်ပြီးလုံမယ်ဟေ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ကတော့လုံးဝလုံးဝမဲထဲခွင့်ရှိခဲ့ရင်တောင်မှပဲကျွန်တော်ဒီသမရမျိုးကိုကျွန်တော်မဲမပေးပါဘူးเนาะ ဲ့တော့အဲသူတင်တဲ့သမရထက်လောက်သွားမယ်။ဒါပေမဲ့ကျွန်တော်မဲပေးတာမဲမပေးတာကကျွန်တော်ရဲ့တတိပုဂ္ဂလစန္ဒဖြစ်တယ်။ဒါတတိပုဂ္ဂလခံစားချက်ဖြစ်တယ်။သူ့ကိုကြံတဲ့ပြည်သူတွေပေါ့သူ့ကိုကျွန်တော်ကမကြိုက်ပေမဲ့လည်းကြိုက်နှစ်သက်တဲ့ပြည်သူတွေကအများကြီးရှိမယ်လေနော်။အဲသူတို့တွေကမဲပေးလို့သူတို့တွေကအားပေးလို့ဥမင်းအွန်လိုင်းသမရဖြစ်သွားပြီဟေ့ဆိုလို့ရှိရင်အကျွန်တော်တို့အနေနဲ့ကတော့ဘာမှပြောစရာမရှိဘူးပေါ့။သူမှလည်းသူပြိတ္တာရှိတာပဲလေ။အားလုံးမှာကိုယ်စီပြိတ္တာရှိကြပါလား။ ခင်ဗျားတို့ဒီပဲပြိသက်ရှိတယ်မထင်ပါနဲ့နော်ဥမင်းအွန်လိုင်းမှာလည်းသူ့ကိုချစ်တဲ့ပြိသက်မှာအများကြီးပဲနော်အဲ့ဒါကြောင့်မလို့ကျွန်တော်တတိပုဂ္ဂလအားဖြင့်မကြိုက်ဘူးသူသမရလုံမှာလည်းပုံမှန်လင်းပြောရင်စန့်ကျင်တဲ့သူတွေပါကျွန်တော်ပါမယ်ရှင်ကြီးစွာစန့်ကျင်ရမှာပေါ့ဗျာဥပရိပောင်းနေရစန့်ကျင်ရမှာပေါ့စန့်ကျင်တဲ့သူတွေကကျွန်တော်ပါတယ်သူပြောတယ်သူသမနာဖြစ်သွားရင်လည်းအံဩစရာမဟုတ်ဘူးလို့ပဲပြောရမှာပေါ့နော်အဲ့တော့အဲသူသမနာဖြစ်လဲကျွန်တော်တို့ကဝေဖန်မှုတွေကျန်ကျန်တန်တန်ဆက်ရှိနေအောင်ပါပဲအဲကျွန်တော်တို့ရဲ့အဓိကပေါ့နော်ဟိုဒီမိုကရေစီမှာက ဒီမိုကရေစီရဲ့လို့เนาะဒီမိုကရက်တစ်ဂါဗာနန့်စ်လို့ခေါ်တဲ့ဒီဒီမိုဒီမိုကရေစီပြည်သူပြည်သူကပြည်သူကိုပြန်အုပ်ချုပ်တဲ့စနစ်မှာဟဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့ပြည်သူနဲ့အစိုးရကြားထဲမှာသဘောတူညီချက်ဂတိကဝတ်ဆိုတာရှိတယ်เนาะအခြေခံဥပဒေဆိုတာအဲ့ဒါပဲအခြေခံဥပဒေဆိုတာဘာမှမဟုတ်အခြေခံဥပဒေဆိုတာပြည်သူနဲ့အစိုးရစာချုပ်ချုပ်ဆိုထားခြင်းဖြစ်တယ်ပြည်သူကလည်းငါအခွင့်အရေးတွေကိုလာမထိခိုက်နဲ့เนาะစစ်တပ်ကလည်းမင်းခွင့်ရငါပေးမယ်စစ်တပ်တောင်ဖြစ်ပါလေကျွန်တော်အစိုးရကလည်းမင်းခွင့်ရငါတို့ပေးမယ်ငါတို့ကနိုင်ငံအုပ်ချုပ်တဲ့တာဝန်ယူရမှာအဲ့တော့ ပြည်သူကပြည်သူခွင့်ရေးကိုအာမခံဒီခွင့်ရေးတွေအာမခံရမယ်ဒီခွင့်ရေးတွေဘယ်ပေါ်မှာခြေခံမလဲဆိုလို့ရှိရင်လူခွင့်ရေးတွေနော် Universal Declaration of Human Rights ဒီလူခွင့်ရေးတွေပေါ်မှာအခြေခံရမယ်ဒီပေါ်မှာအခြေခံထားတယ်ဒီခွင့်ရေးတွေအားလုံးပြည်သူမှာပြည်သူအခွင့်အရေးရနေသမျှကာလပတ်လုံးမြန်မာနိုင်ငံမှာဥမင်းအွန်လိုင်းပဲတက်ချုပ်အုပ်ချုပ်အုပ်ချုပ်နော်အဲကျွန်တော်တို့ဒီဒေါံဆန်းစုကြည်ပဲတက်ပြီးအုပ်ချုပ်အုပ်ချုပ်နော် NLD ပဲအုပ်ချုပ်အုပ်ချုပ်နောက်ထပ်ဒါပါတော့ဂျန်နေပါတီတွေဘသူပဲအုပ်ချုပ်အုပ်ချုပ်ကျွန်တော်တို့ကတော့ ုပ်ချုပ်သူတွေကိုအုပ်ချုပ်သူအစိုးရကိုအဲ့လောက်ထိစိတ်ဝင်စားဘူးပြည်သူလူထုရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့လူခွင့်ရေးတွေဖြစ်လွတ်လပ်စွာကိုယ်ပွဲခွင့်အသေးမွေးဖွဲ့ပိုင်ခွင့်ဟလာနိုင်ငံရေးဖွဲ့စည်းခွင့်စသဖြင့်ပေါ့ဟိုလွတ်လပ်စွာပြောဆိုခွင့်ဒီအခွင့်အရေးတွေပြည်သူမှာเนาะမိမိကိုယ်ကိုမိမိရှင်သန်ပိုင်ခွင့်ဟလာမိမိရဲ့အတက်လုံခြုံပိုင်ခွင့်ဒါမျိုးလုံခြုံပိုင်ခွင့်တွေဒီလူခွင့်ရေးတွေနဲ့ပြည်သူဟာပြည်နေသမျှကာလပတ်လုံးပြည်သူဘက်ကနေကျွန်တော်ရက်တည်ပြီးတော့ ဘယ်သူပဲတမရဖြစ်လာပြဥမင်း online ပဲဖြစ်လာဖြစ်လာဘယ်သူပဲဖြစ်လာဖြစ်လာအကျွန်တော်တို့ကပြည်သူကိုထိထိပါလာပြီဟေးဆိုကျွန်တော်ကပြည်သူဘက်ကရက်တီသွားမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ဒါပေါ့နော်ခင်ဗျားတို့ကဘာနဲ့လာသဏ္ဍန်တူလဲဆိုခင်ဗျားတို့ဒီတော်လိုင်းအပီထောက်ခံသူတွေကြတော့ခင်ဗျားတို့ကဥမင်း online ပဲဖြစ်ခင်ဗျားတို့အုပ်စုတင်တဲ့သူအာနာဖြစ်ချင်ဆိုခင်ဗျားတို့စက်တိုက်ကျွန်တော်တို့ကတော့ဘယ်သူပဲတမရတက်လောက်တက်လောက်ကြိုက်ချင်းကြိုက်တယ်ပြောမယ်မကြိုက်ရင်မကြိုက်ဘူးပြောမယ်ဒါမှမဟုတ်ကျွန်တော်တို့မဆန့်ကျင်ဘူးနော်မဆန့်ကျင်ဘူးတော်လိုင်းဘာကြောင့်လဲပြည်သူလူထုအတွက်လိုအပ်နေတဲ့ ပြည်သူအခွင့်အရေးတွေရှိတယ်ဒီအခွင့်အရေးတွေကိုအစိုးရကအာမခံထားပြီးတဲ့လုံခြုံရေးအတွက်ကာလပတ်လုံးပြည်သူကပြည်သူဘာဝရမယ်အဲ့တော့ပြည်သူဘက်ကပဲကျွန်တော်တို့ကရက်တီသွားရမှာဖြစ်တယ်ဗောနကာကွယ်ဦးစီးချုပ်ပူတဲ့တာဝန်ယူနေတာလဲအခုယာယီနေနဲ့လုံတာမဟုတ်ဘူးတိတ်ရွေးကောက်ပွဲပြီးသွားလို့ရှိရင်သူ့အနေနဲ့တခုခုမဖြစ်မနေစွန့်ရမှာပါနော်လုံးဝကာကွယ်ဦးစီးချုပ် လုပ်ရင်မလုပ်လို့ရှိရင် တမနာလောက်ရမယ်အစီအစဉ်တမနာအဖြစ်နဲ့သူနေရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဒီနှစ်ထဲမှာပဲသူယာဒူးကနေအဲဘောကောင်းမဆိုနားသွားမယ်လို့ကျွန်တော်တို့ကအသုံးသက်ယူဆရသူတမနာဖြစ်ချင်နေတာဖြစ်တယ်နော်အဲ့တော့ခင်ဗျားတို့ဆွဆွဲတာလည်းမှန်သွားတာပါဗျာနော်အဲ့တော့ခင်ဗျားတို့ပဲအဲ့တော့ဟောခင်ဗျားတို့ဘက်ကိုမှန်တယ်လို့ကျွန်တော်ပြောရအောင်ပါအဲ့တော့အမ်ဘလခေါမလဲကျွန်တော်တို့ရဲ့တာဝန်ကတော့ပြည်သူလူထုကိုနော်ထိခိုက်လာမဲ့ ိစ္ဆာမှန်များပြည်သူဘက်ကယက်တီပြီးတော့ဘယ်တမရပဲတက်တက်เนาะဟိုပြည်သူဘက်ကယက်တီသွားမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ယက်တီနိုင်စွမ်းနဲ့ပေါ့เนาะအဲထို့သူခင်ဗျားတို့အတွက်ကတော့ခင်ဗျားတို့ကကျွန်တော်တို့ကပြည်သူအတွက်ပေးထားသောအခွင့်အရေးတွေအားလုံးရနိုင်မြတ်ကာလပတ်လုံးကျွန်တော်ဆောရကမှတက်ပါအုတ်ချုပ်သူလူတန်းစားအပြောင်းလဲမှလိုချင်တဲ့ငါတို့လူအုတ်ချုပ်မှငါတို့တင်တဲ့သူအုတ်ချုပ်မှဆိုလို့ရှိရင်ခင်ဗျားတို့စက်တိုက်နော်ဒါကခင်ဗျားတို့ရဲ့တာဝန်ဖြစ်တယ်နော်ခင်ဗျားတို့ဒီတော်လိုင်းကြီးလုပ်နေတဲ့သူတွေ ။နောက်နီပိန်းကြီးရဲ့တာဝန်ဖြစ်တယ်။အဲ့တော့ခင်ဗျားတို့ကပါကျွန်တော်ခင်ဗျားတို့ကရည်ရွယ်ချက်ကတစ်ခုကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတစ်ခုဖြစ်တယ်။ကျွန်တော်ရည်ရွယ်ချက်ကဒီမိုကရေစီနဲ့ပြည်စုံတဲ့အခွင့်အရေးပြည်သူမှရှိနေတဲ့ကာလပတ်လုံးကျွန်တော်တို့ကတော့ဘယ်သမရပဲတက်တက်နော်။ကျွန်တော်ကြီးဆိုင်ပါမဟုတ်ဘူး။ခင်ဗျားတို့အဲ့လိုမျိုးပေါ့နော်ဟိုငါတို့မိမိတက်မာတို့ဆိုလို့ရှိရင်တော့လေအဲခင်ဗျားတို့မှာဆက်တိုက်ပါခင်ဗျားတို့ခင်ဗျားတို့ရဲ့အခွင့်အရေးဖြစ်တယ်နော်အဲ့တော့ ကျွန်တော်တို့အတွက်ကတော့ပြည်သူခွင့်ရေးပြေးဝနေတဲ့ကာလပတ်လုံးကျွန်တော်တို့ဘာပြဿနာမှမရှိဘူးเนาะအဲ့တော့ပြည်သူတွေအားလုံးလည်းမေးချင်တယ်အဲ့တော့ပြည်သူတွေအားလုံးကဘယ်လိုလဲဦးမင်း online တမရလောက်တာတို့ဒေါက်ဆန်းစုကြည်တမရလောက်တာတို့ဟုတ်လားနောက်ထပ်ဒီဥက္ကူကိုကြီးတမရလောက်တာတို့ဟုတ်လားဒီတမရရာထူးတွေပေါ်မှာအထူးကတော့သဘောပေါ့ခင်ဗျားတို့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုရှင် ခင်ဗျားတို့ခံစားချက်ကြီးနေသလားဒါမှမဟုတ်လို့ရှိနေခင်ဗျားတို့ရဲ့ပြည်သူအခွင့်အရေးပြည်သူမှာရနေတဲ့ကာလပတ်လုံးဘယ်သူသမရတက်လို့ဘယ်ပါတီတွေဘလို့ပြိုင်နေပြိုင်နေခင်ဗျားတို့ဘာမှပေါ့နော်စိတ်ဝင်စားဖို့ဆိုတဲ့သူများရှိလားပြည်သူရဲ့ဒီပြည်သူရဲ့ရပိုင်ခွင့်နဲ့အားလုံးရမယ်ဟဲ့ဆိုခင်ဗျားတို့ဂျင်းနဲ့မလားမဂျင်းနဲ့တဲ့သူပြောပါဗျကျွန်တော်တို့ကတော့မေမေတက်မလို့ဖေဖေတက်မလို့ဆိုလို့ရှိရင်တမျိုးပေါ့ဗျာနော်ကျွန်တော်မေးကျင်တယ်ဒီမေးခွန်းလေးတစ်ချက်လောက်ကျေးဇူးပြုပြီးဖြေပေးပါအဲ့တော့ပြည်သူတက်မလား အဲပြည်သူရဲ့ဒီဘလိုကောင်းလဲပြည်သူရဲ့အခွင့်အရေးရနိုင်ကျင်းနေပြီလားဒါမှမဟုတ်ရှင်နေခင်ဗျားတို့ကဖေဖေတက်မှာလို့ဝင်ပြီးတက်မှာလို့လားချက်ပြေးရှင်းပြပါအောင်ခင်ဗျပြည်သူခွင့်အရေးရနိုင်ကျင်းနေတယ်ပေါ့ကျင်းနေတယ်လို့ရှင်နော်ကျင်းနေတယ်ပြည်သူခွင့်အရေးရနိုင်ကျင်းနေတယ်လို့ရှင်နော်ကျင်းနေလားမကျင်းနေလားပဲပြောပါပြည်သူခွင့်အရေးရရင်ကျင်းနေလားကောင်းမှန်ပြောတာအမှန်ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ဟုတ်ပြီနော်သဘောတူပါတယ် ချိန်တိုင်းအေဂျင့်သွားမှာပါအားပေးတယ်နော်ဟုတ်ပြီဘယ်ပြည်သူတက်တက်ပြည်သူခွင့်အပြည့်ဝရနေတဲ့များကာလာပတ်လုံးဂျင်းက်ပါလားဂျင်းက်လားဒါမှမဟုတ်ရှင်နဲ့မဂျင်းက်ဘူးလားငါတို့ကတော့အနီတက်မလို့အစိမ့်တက်မလို့ဆိုတော့ရှိလားဂျင်းက်ပါလားဂျင်းက်တယ်ပြည်သူခွင့်ရနေပြီလားရပါလိမ့်မယ်မိမိတို့ဖေဖေတို့ခံစားချက်ကြီးတဲ့သူတွေကစက်တိုက်ကြတော့ချုပ်တို့အားလုံးကတော့ပြည်သူခွင့်ရနေတဲ့များကာလာပတ်လုံးတိုက်မှာဖြစ်သူပြည်သူခွင့်မရလို့ရှိရင် ဘယ်ပါတီဘယ်မင်းတက်တက်နော်ဘယ်မင်းအတုံးမကြမကြဝေဖန်သွားမှာဖြစ်တယ်ပြည်သူခွင့်ရရင်ဂျင်းနဲ့ပါတယ်ဂျင်းနဲ့တယ်ဂျင်းနဲ့တယ်နော်မဂျင်းနဲ့သူတွေဆက်ချအောင်နော်ဟုတ်တယ်ဂျင်းနဲ့သူကဂျင်းနဲ့ကြမှာနော်ကျေးဇူးတင်ပါတယ်ဘယ်သူပဲတက်တက်နော်ဟုတ်ပြီဂျင်းနဲ့ပြည်သူခွင့်ရဆိုတာဆက်မကျွန်တော်ပြောရပြန်နော်ဟိုလူခွင့်ရပေါ့ အကောင်တို့ကဘယ်လိုခေါ်မလဲကျွန်တော်ရှိတာဟို civil right ရှိတယ် political right ရှိတယ်နော် social economic right ရှိတယ် civil right ဆိုတာကကျွန်တော်တို့လွတ်လပ်စွာအသင်းမင်းဖွဲ့ပိုင်ခွင့်စသဖြင့်ပေါ့ဗျာနော်အဲဒီ political right ဆိုတာလည်းကျွန်တော်တို့လွတ်လပ်စွာယုံကြည်ကိုယ်ခွင့်ပိုင်ခွင့်နေတဲ့ဒါနိုင်ငံရေးအခွင့်အရေးတွေပေါ့နော်အဲ social economic social social economic right ဆိုတာကတော့ကျွန်တော်တို့လူမှုစီးပွားရေးလူမှုစီးပွားရေးဆိုတာပြည်သူလူထုကစေကူးတဲ့နေရာတွေမှာဈေးသက်သာမယ်ဟုတ်လားပြည်သူလူထုစားဝတ်စားဝတ်နေရေးတွေပြည်လည်မယ်ပြည်သူလူထုအိမ်တွေ ဟလာဒုက္ခရောက်နေတဲ့ပြည်သူတွေအားလုံးကလည်းဒါအိုးအိမ်တွေကိုဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လဲလဲကူကူနဲ့ငားရနိုင်မယ်ဝယ်ချမ်းနိုင်မယ်ဟလာနေထိုင်နိုင်မယ်ဒါတွေကိုပေါ်ဆောင်ပေးမဲ့သူဘယ်ဘယ်တမထဘယ်တက်တက်နော်ကျွန်တော်အနေနဲ့ဥပင်းအွန်လိုင်းကျွန်တော်တီးပုတ်ကလာနေတဲ့ကျွန်တော်ကြိုက်ရှင်နဲ့ကြိုက်မယ်မကြိုက်ရှင်နဲ့မကြိုက်ဘူးသို့ပါတော့လဲကျွန်တော်အဓိကဥတည်တာကပြည်သူရဲ့နော်ပြည်သူရဲ့အခွင့်အရေးကိုကျွန်တော်အဓိကဥတည်ပါတယ်အဲခမောင်းအနေနဲ့တော့နော်နော်လမ်းမိုင်းခွဲတဲ့ ဂိတ်ကြီးเนาะဘာလဲဂိတ်ကြီးတွေဂိတ်ကြီးတွေကောက်ဆက်ကြီးတွေကောက်ဆိုပြောင်းလုပ်ပေးနိုင်ရင်ကျင်းရပါလေဟုတ်လားကိုမောင်မင်္ဂလာညီလေးတဲ့ချစ်တယ်ဟုတ်ကဲ့ချစ်ပါတယ်ကိုကြီးကျေးဇူးတင်ပါတယ်လောလောဆယ်ငင်းချမ်းတော့အောင်လုပ်နိုင်ရင်ကိုကျင်းရပါဟုတ်ပြီနော်အဲ့အခွင့်အရေးခဏထားပါအောင်နဲ့လောလောဆယ်ဒီလိုမျိုးငင်းချမ်းတော့အောင်လုပ်ပေးနိုင်ရင်ပဲကျင်းရပါပြီဆိုတော့ပြောဆိုမှုရရှိတယ်နော်မင်္ဂလာပါဟုတ်ပြီအဲ့တော့ my မိုင်းဒါမိုင်းခွဲတဲ့သူတွေကတော့ထားပါတော့လေနော်သူတို့ကတော့တကယ်လူပါလာတွေဖြစ်တယ်မြန်မာနိုင်ငံရဲ့တကယ်ဟို virus တွေပေါ့ပြောမှဆိုရင်တော်တော်ကြီးကိုစောင့်ကြည့်ရမယ့်အုပ်စုတွေပေါ့နော်ဟိုပြန်ကုစားရမယ့်ပြည်သူတွေမှာပါပါအဲ့တော့အကြမ်းဖက်တွေဖြစ်တဲ့ PDF တွေကိုတဲ့လုံးဝနိုင်နေမိနိုင်မဲ့သူမှာဟုတ်ပါဘူးဘယ်သူပဲတက်တက်ပါနော်အဲ့ဒီတော့ကြောင့်မို့လို့ဥမင်း online တမရတက်ဖြစ်သွားလဲကျွန်တော်တော့မကြိုက်ဘူးပုံမှန်လည်းပြောမယ်မကြိုက်ပါတော့ညာလည်းပဲကျွန်တော်ရဲ့အလုတ်ကဘသူတမရဖြစ်တယ်ဘသူတမရမဖြစ်ဘူးဆိုတာကျွန်တော်အလုတ်မဟုတ်ဘူးကျွန်တော်အလုတ်ကတော့ပြည်သူလူထုအတွက်ရရှိထားတဲ့အခွင့်အရေးပြည်သူလူထုကြားထဲမှာအနီအစိမ်းနေလို့စိမ်းလို့အနိုင်ကျင့်ပါဥမေအောင်လည်းတက်ပြီးအစိမ်းနေရအနီလို့အနိုင်ကျင့်လဲကျွန်တော်တို့ကပြည်သူဘက်ကပဲရက်တည်သွားမှာဖြစ်တယ်နော်အစိမ်းနေတက်လို့အနီကိုအနိုင်ကျင့်လဲကျွန်တော်တို့ကပြည်သူဆိုတဲ့ခေါင်းစဉ်အောက်ကပဲရက်တည်သွားမှာဖြစ်တယ်လို့နော်နင်းနင်းပြပြဝဝစိမ်းစိမ်းအားလုံးအတွက်လူထုအခွင့်အရေး အဲ့တော့ကျွန်တော်ပြောပြွားဒီမိုကရေစီနိုင်ငံဆိုတာအစိုးရနဲ့ပြည်သူကြားထဲမှာချုပ်ထားတဲ့စာချုပ်အဲ့ဒီစာချုပ်ကအဲ့အခြေခံဥပဒေလို့ခေါ်တယ်အဲ့တော့ငါတို့ကအခွင့်ပေးမယ်ငါတို့ကငါတို့တာဝန်ငါတို့ယူမယ်အထွတ်တူငါတို့ရတဲ့နဲ့အခွင့်အရေးဖြစ်တဲ့လူခွင့်ရေးတွေအကုန်လုံးအပြည့်ငါတို့ပေးမင်းတို့မင်းတို့ဘယ်ကောင်အောင်အောင်ချုပ်အောင်ချုပ်ငါတို့မှာမဲပေးခွင့်ရှိမယ်မဲမပေးခွင့်ရှိမယ်မဲမပေးဘဲနေတာပိုင်ခွင့်ရှိမယ် no ပေးပိုင်ခွင့်ရှိမယ် yes ပေးပိုင်ခွင့်ရှိမယ်မပေးဘဲနေပိုင်ခွင့်ရှိရမယ်ဒါကလူခွင့်ရေးဒီခွင့်ရေးငါတို့ပေးအဲ့တော့မဟုတ်ဘူးဘယ်ပါတီတက်တက်ဒီပြည်သူပဲ ဘယ်ပါတီပဲအာဏာလိုချင်လိုချင်ဒီပြည်သူပဲလာဆွာတာနော်ဒီပြည်သူတွေကမหนีခြင်းမဲ့หนีရမစိမ့်ခြင်းမဲ့စိမ့်ရအဲ့လိုပုံစံမျိုးတွေဖြစ်ကုန်အောင်ဆုံးကြတော့ဘယ်ကောင်တွေပဲအာဏာလိုချင်လိုချင်ဒီပြည်သူကိုပဲလာလာပြီးဒုက္ခပေးနေတယ်လိုချင်တော့တစုလက်နက်တွေထားကင်ပြည်ပြည်သူကိုပဲတနက်နဲ့ထောက်ပြီးတော့ပြည်သူကြားတွေကပြည်သူအာဏာရှင်တွေပြန်ပေါ်လာတာပဲဘာမှမထူးဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့အနောက်ဆုံးပြောချင်တဲ့ဒီ political ideology မှာတော့ပြည်သူသားလေးရဲ့အတ္တိကဖြစ်တယ်ဟုတ်လားပြည်သူရဲ့ လွတ်လပ်ခွင့်တွေရရှိနေတဲ့ကာလပတ်လုံး NUG လာလဲကျွန်တော်ခင်မဆိုင်ပါဘူးနော်ဦးမင်းအွန်လိုင်းဆက်တက်လဲခင်မဆိုင်ဘူးအဲ့တော့ကျွန်တော်ခံမှန်းသုံးသပ်လို့ရတာဦးမင်းအွန်လိုင်းရာထူးကဆင်ပါလိမ့်မယ်ဈေးပြီးတော့သူတမနာဖြစ်ဖို့သူစူးစမ်းပါလိမ့်မယ်နော်ကာကျုပ်ပြောင်းလဲရှိပါလိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်နော်သိမကြခင်ဖြစ်လာနိုင်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ပြည်သူကအေဂျင့်တာယာဖို့အဓိကပါတဲ့နော် မတရားဘက်ခြေနေကောင်းပါလေเนาะမတရားဘက်ကကျွန်တော်တို့ဒီထမ်းမင်ကုန်းအထီကိုဟိုအောင်မြင်ချက်ထားနိုင်ပြီเนาะအောင်မြင်ချက်ထားနိုင်တဲ့ပြင်ကို alpha တော့ဘာလို့ဆိုလို့ရှိရင် winner အဆင့်ကိုရောက်လာပြီလို့ပြောလို့ရပါတယ်ခင်ဗျာเนาะကဲဟုတ်ပြီဒီနေ့ဒီနေ့ပြောရတဲ့အထက်မှာ၄မျက်နှာကနည်းနည်းလေးကြီးဆိုင်ပြီเนาะပြီးတော့မြန်အောင်ကမြန်အောင်ကလည်းဒုတိယစီရေးပြင်ပတ်ဖြစ်တယ်เนาะအဲ့ဒါလည်းသိထားရမယ်မြန်အောင်မှာရှိနေတဲ့ စစ်တီရဲ့အားလုံးလဲဒီအခုရိုးမား၂၀နှစ်ရဲ့နေရာတွေအားလုံးကအဲအားလုံးကအန္တရာယ်ရှိလာပြီเนาะအန္တရာယ်ရှိလာပြီဖြစ်တယ်။ကျန်တဲ့နေရာတွေပါသူတို့စစ်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စစ်ပေါင်ချဲ့မယ်စစ်ပေါင်ချဲ့ပြီးတော့စစ်ရေးပြများအောင်လုပ်မယ်အဓိကတော့ကပါစားတွေရှိတဲ့အရက်ပေါ့เนาะအဲ့ဒါကတော့ကပါစားတွေရှိတဲ့အရက်မှာလဲအခုဆိုတော့ AA တွေ AA တွေရော PDF တွေရော Postal Passport ပေါ်ကပြတ်နေပါလေခိုင်သူခါတို့တောက်ချက်ကွဲတော့ကွဲတာကတော့အဲ့ဒီကျွန်တော်တို့ပြောမှဆိုရင်ညောင်ကျိုးမှာအချက်ကွဲပါတယ်เนาะအခုညောင်ကျိုးကအေးဆေးပါပဲညိန်နေပါတယ်เนาะအဲ့တော့ ဟုတ်ပြီကျွန်တော်ဒီနေ့ပြောစရာရှိတာလေးပြောပြပါမယ်နော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် like လေးလေးရပ်ပြစေအောင်